သမီးပေးတဲ့ဟာတွေကသုံးပုံလေကိုမဝေးရရင်နေပါစေအញ្ញမောင်လေးတို့အမေတို့ပေါ့နော်အဲ့လိုပြေဆုံးနေပြီဆိုရင် အလုံးမမင်္ဂလာပါမွေး channel ကိုကျေးဇူးလိုက်ပါတယ်မဟုတ်ခုတစ်ဆက်ပေးခြင်းနဲ့ video ရတော့ဒီအမရဲ့ video လေးပေါ့နော် video ရဲ့မှာဆိုလို့ရှင်တော့ဒီအမကဒီနိုင်ငံခြားမှာအလုပ်လုပ်ပြီးတော့ပေါ့နော်သူ့ရဲ့အမေတုံးဆွဲဖို့ဆိုပြီးတော့ပတ်စံလေးလှမ်းပို့ပေးရပေါ့နော်ဒါပေမဲ့သူ့ရဲ့အမေကမတုံးဆွဲဘဲနဲ့သူ့သမီးလေးပြန်လာလို့ရှင်ကောင်းကောင်းမွန်မွန်နေနိုင်လို့ဆိုပြီးတော့စုဆောင်ထားတာပေါ့နော်အရောက်မလေးစားဖို့ကောင်းတယ် PT ဖြစ်စရာ video လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ကြီးတယ်မျိုးတည်းလည်းဘဟုသူရရစမယ်တင်ငန်းစာလည်းရစမယ် video လေးတစ်ပုဒ်မျိုးပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်မွေး video လေးကိုစုပ်လိုက်လည်းပဲကြည့်ရှုပြီးဖိတ်ခပါရှင့်ဒီ video လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်ကလေးတွေလည်း video လေးအမ က်နေတယ်ရေးပြီးတော့ပြန်ရှေ့ဗီဒီယိုလေးကိုကြည့်တဲ့ကြရအောင်နော်အဲနေအတွက်နေအတွက်ပါလေအမေငါသမီးလေးကိုမင်းအဲငါသမီးကိုအာနင်းမောင်လေးနဲ့မင်းနဲ့တပေါင်းခွဲငါသမီးလေးတို့ငါသမီးလေးပြန်လာရေလောက်ကမြစ်ပဆန်နေနေပေးတဲ့အမေကမသုံးပြဘူးဘယ်လိုသမီးပေးလဲဟာတွေကသုံးပုံလေးသမီးပေးလဲဟာတွေကသုံးပုံလေးအေးသုံးလားသုံးလားလှူတယ်လှူတယ်ဆူလဲဆူထားတယ်လေဟုတ်ပါတယ် ရတယ်လက်စုတော့အဲ့ဒီလက်ကောက်ကောရတယ်လက်ကောက်ကောရတယ်နေစပေးသေးရလေဓမ္မဒါဆိုနေနဲ့တော်မိမမြစ်တာပြန်နေပေးတာလေနေတယ်ဆိုရင်ဖြတ်လို့ဒီဆန်တယ်တို့ကဓမ္မမလို့ပါဘူးသမီးပေးတာအလေးသုံးဖို့ဆွဲဖို့သမီးအတွက်မဟုတ်ဘူးသမီးအတွက်မဟုတ်ဟဲ့နေဆိုရင်လည်းတော့ဆိုတယ်။ဘာလို့ကိုကအဲ့လိုမျိုးလဲလုံးဝမထင်တာဘာလို့ကိုကကိုမဝေးရရင်နေပါစေ။အញ្ញမောင်လေးတို့အမေတို့ပေါ့နော်။အဲ့လိုပြေဆုံးနေပြီဆိုရင်ကိုကအဲ့ဒီ PD ကိုဖြစ်တာ။ ဒါပေမဲ့အမေကကို့အတွက်ပြန်လုပ်ပေးတဲ့အခါကျတော့ဘလို့ရင်းနဲ့တမျိုးဖြစ်တာပေါ့ဒီလောက်ကြီးလဲချမ်းသာနေတဲ့သူတွေမဟုတ်တော့တိတ်ပြီးတော့တော့ပေါ့နော်ဆိုရင်ဆရာတော့မရှိပါဘူးယူရမှာလဲအကုန်လုံးဆီဆီလုံးလုံးနဲ့ပဲအကုန်လုံးနဲ့တည်တယ်ပေါ့နော်ဘာလို့အရင်လဲချမ်းသာမှုလေးဒီပစ္စည်းလေးကဘလောက်မှမရှိတာနှစ်ခုပေါင်းမှဒါကိုကပျော်လို့သာတင်လိုက်တာပါရဲ့မဟုတ်ဘူးမိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားပါမိဘနှစ်ပါးဖြစ်တဲ့အရာတွေအကုန်လုံးကိုအနောက်ကနေအငြင်းနဲ့ဖြစ်မြောက်အောင်လုပ်ပေးနိုင်အောင်လုပ်ပါ အကောင်လုံးတဲတို့ဘဝမှာကောင်းတဲ့လူတွေနဲ့တွေ့မယ်သူတော်ကောင်းတွေနဲ့တွေ့မယ်လှုပ်သမျှအရာလှုပ်ခြင်းသမျှအရာတွေအကောင်လုံးအောင်မြင်ပြီးမြောက်လာပါလိမ့်မယ်ဘာလုပ်ငန်းမဲလှုပ်ခြင်းလှုပ်ခြင်းဘာလှုပ်လေးပဲတိုးချဲ့ခြင်းတိုးချဲ့ခြင်းနော်ဘဝမှာတွေ့ကြုံလာတဲ့လူတွေရာလဲသူတော်ကောင်းတွေနဲ့ပဲတွေ့မယ်ကိုကိုတကယ်ကိုကောင်းတဲ့လူတွေနဲ့တွေ့မယ်ကောင်းတဲ့ပဝင်းချင်းကိုရောက်မယ်ဒါလေးတွေကအရေးကြီးပါအဲ့တော့မေမေလေးဖေဖေလေးကိုစိတ်ချမ်းသာအောင်ထားပါမေမေလေးဖေဖေလေးကိုတတ်သိမ်းနေစင်းဆယ်သိမ်းပြောင်းလာလိုက်မယ် စေသိန်းနဲ့စေသိန်း100ပြန်ဝင်လာလိမ့်မယ်သိန်း100နဲ့စေသိန်း1000ပြန်ဝင်လာလိမ့်မယ်သိန်း1000နဲ့စေသိန်း1000ပြန်ဝင်လာလိမ့်မယ်အဲ့ဒါမှတ်သားထားပြီးနော်အဲ့ဒါလေး drone လေးပြောတာမှတ်သားထားပြီးပါ drone လေးလည်းဒါတကယ်ကိုတင်စားနေစေကလာတင်ယူနေစေကလာလုံးဝမှုစုအစစ်မှာဒါပေမဲ့တီးတလောက်တက်တလောက်မှတ်တလောက်လေးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမိမတရားဟာယောက်ျားတွေထပ်ပို့ပြီးအာနှွဲ့ညွဲ့ဧဒါပေမဲ့သူတို့သားသမီးနဲ့ဖတ်သက်လာရင်တော့ယောက်ျားတွေထပ်ပို့ပြီးတမ်းပါတယ် ယောက်ျားတွေတက်ပို့ပြီးရဲရင်အဲ့တော့မိခင်လို့ခေါ်တယ်ကွာမိဘကိုဘာအကြောင်းလို့ကြည့်ရလဲဆိုတော့မိဘအကြီးစုကအမတန်မှကြီးမားတဲ့အတွက်ကြောင့်မိဘကိုလှုပ်ကြည့်ရတာဖြစ်တယ်နော်အဲ့တော့မိဘအကြီးစုကဘာကြောင့်ကြီးမားရတယ်လဲဆိုတော့ဘာကြောင့်ဆက်လို့မကုံရတာလဲဆိုတော့ဒီဆက်လို့မကုံခြင်းရဲ့အကြောင်းတရားတစ်ခုပေါ့လေနော်အဲ့တော့ဒီလောကကြီးထဲကိုရောက်အောင်လှုပ်ပေးခြင်းတည်ပင်လျင်ဆက်လို့မကုန်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲเนา အချို့ကပြောကြတယ်တပည့်တော်တို့အဖေတွေအမေတွေဟာဘုံငယ်ငယ်တည်းကတပည့်တော်တို့စွန့်ပစ်သွားတယ်နော်အဲ့တော့တပည့်တော်တို့ဘဝကိုတပည့်တော်ရက်တည်ရတယ်နော်သူတို့ဘာတွေကနေပြီးတော့ကျွေးမွေးလို့စားတောက်ပြီးတော့ကြီးပြင်းလာခဲ့ရတယ်အဲ့တော့မိဘကျေးဇူးမရှိဘူးလို့တချို့ပြောကြတယ်နော်အမှန်မှာတော့မဟုတ်ဘူးနော်ကိုယ့်ကိုဟိုဝမ်းနဲ့လွယ်ပြီးတော့မွေးပွေးမွေးပေးခဲ့တာတည်ပင်လျင်ကျေးဇူးကြီးမာတာပဲနော်အဲ့ကိုယ်ပိုက်ထဲမှာရှိရှိတဲကိုကဖျက်ချလိုက်လို့ရတာပဲလေနော်အဲ့တော့ ကိုကိုလောကထဲကိုရောက်အောင်ပို့ပေးခဲ့ခြင်းဒီပင်လေရင်မိဘယေရှုကအမတန်ကြီးမားပါတယ်နော်။အဲဒီယေရှုကိုတည်တပ်ဖို့လိုတာပေါ့နော်။မိဘကိုမလုပ်ကြွေးပဲနဲ့သာသနာပေါင်တွေကိုအပြီးဝင်ခဲ့လို့မိဘယေရှုဆက်ရမရောက်ဘူး။နော်။တားမိုက်တမိမိုက်စင်းရင်ဝင်မယ်ဆိုလို့ရှိရင်ဦးစင်းရထိတ်ဆုံးအောင်ဝင်ပါ။မမိတ်ဆွေများလုံးမင်္ဂလာပါ။ဦးစင်းဒီကနေ့ဒီမိကုံးလေးကိုဖြေချပေးပါမယ်။သာသနာပေါင်းရဲ့ပြီးဝင်ကျင်တာတဲ့မိဘအုပ်ထိန်သူတွေကိုရှာမကျွေးရသေးပဲဝင်ရင ငွေကျေးဇူးမဆက်ရကြပါသလားဖရာတဲ့နော်အဲ့တော့ဒီမေကွန်းလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်တကယ်ကိုဖြည့်ခြင်းလို့အခက်လက်လေလေနဲ့ဖြည့်ပေးတာပါသာသနာဘောင်ထဲကိုဝင်လို့ရှိရင်မိဘကိုအပြင်မှာမလုတ်ကျွေးခဲ့ရပါနဲ့သာသနာဘောင်ထဲအပြီးဝင်ရင်မိဘကျေးဇူးမဆက်ရရောက်သလားနော်အဲ့ဒီလိုမျိုးမိဘကိုမလုတ်ကျွေးဘဲနဲ့သာသနာဘောင်ထဲကိုအပြီးဝင်ခဲ့လို့မိဘကျေးဇူးဆက်ရမရောက်ဘူး နော်တားမိုက်တမိမိုက်စင်းဝင်မယ်ဆိုလို့ရှိရင်ဥစဉ်ရထိတ်ဆုံးအောင်ဝင်ပါမယ်။အားကြောင့်လဲဆိုလို့ရှိရင်ဥစဉ်အဲသာသနာဖောင်ထဲရောက်ပြီးတော့6လအကြာမှာမိဘတွေစီးပွားရေးရင်းရင်လို့အိမ်ထဲချမ်းအကျွေးပေးလိုက်ရတယ်ပေါ့နော်။မိဘတွေလည်းအသက်ကြီးမှနိုင်ငံရဲ့ခြားတိုင်းတစ်ပါးမှာအလုပ်သွားလုပ်ကြရတယ်။အဲ့ဒီအချိန်မှာတော့မှဥစဉ်မိဘကိုမလုပ်ကျွေးနိုင်ဘူးပေါ့နော်။မိဘကိုလောပီစီစိတ်နေရှာပေးနိုင် ဒါပေမဲ့ဦးဇင်းဒီဒီနေ့ဒီချိန်ဒီမိဘနှစ်ပါးကိုလောကုတ္တရာစီးစိမ်နေဖြစ်တဲ့ဦးဇင်းနေ့စဉ်ပြုသမျှစွမ်းကံထွက်ခြင်းကုသိုလ်သာဝတ်တက်ခြင်းကုသိုလ်စာကြောင်းတက်ခြင်းကုသိုလ်သာဝလိုက်ခြင်းကုသိုလ်နော်ဘုရားဝတ်တက်ခြင်းကုသိုလ်တခြားဘုရားဝတ်ဆလုပ်တဲ့ကုသိုလ်ဆိုဒီနေ့နေ့စဉ်နေ့စဉ်ကုသိုလ်ကောင်းမှုတွေအများကြီးဦးဇင်းမိဘတွေဦးဇင်းပေးနိုင်အဲ့တော့မိဘကျေးဇူးဆက်တယ်ဆိုတာဒီ လောကီစည်းစိမ်အနေနဲ့ဂျေဇုဆက်မှာဂျေဇုဆက်ရမှုမဟုတ်ပါဘူးเนาะသာသနာဘောင်မှာနေပြီးတော့မိဘကိုအများကြီးဂျေဇုဆက်လို့ရပါတယ်အဲ့တော့မိဘကိုဂျေဇုဆက်တဲ့အခါမှာဦးဇင်းတို့အင်ဂုတ်တူထဲမှာဆိုလဲပါပါတယ်เนาะအမိကိုလက်ရဖောက်ကိုလက်ဝဲထားပြီးတော့เนาะဒီပခုံးပေါ်မှာပဲမိဘတွေကဂျင်ကြီးဂျင်ငယ်တွေပါပါစီအောင်တော့မိဘကိုပခုံးပေါ်မှာပဲအနှစ်တရာလုံးတင်ပြီးတော့လှုပ်ကြွေးပြုစုပါစီအောင်တော့ဂျေဇုဆက်ရမရောက်ပါဘူးတဲ့။နောက်မိဘကိုတရားဓမ္မနဲ့ဂျေဇုဆက်မှသာ နော်ယဟန်ဆိုလို့ရှိရင်လည်းတရားဓမ္မနဲ့ကျေးဇူးဆက်ဒီပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းမိဘကိုဒါနမပြုတတ်တဲ့မိဘကိုဒါနပြုနိုင်အောင်သီလမဆောက်တည်တဲ့မိဘကိုသီလဆောက်တည်နိုင်အောင်နော်ဘာဝနာတရားနဲ့ပတ်သက်ပြီးတော့လည်းသိရှိနားလည်အောင်လို့စိတ်ဓာတ်တွေတရားစခန်းတွေပို့ပေးဒီလိုမျိုးမိဘကိုတရားဓမ္မနဲ့မွေးလျော်အောင်ပြုလုပ်ပေးတဲ့သာသမီဒီတာမိဘကျေးဇူးဆက်ရာရောက်တဲ့သာသမီဖြစ်ပါရဲ့မိဘကျေးဇူးဆက်နိုင်တဲ့သာသမီဖြစ်ပါရဲ့ဒါကြောင့်မို့လို့ယုံကြည်တဲ့လမ်းကို ရရဲဝုံဝုံရှောက်လန်းမှာလို့ဦးစင်းကပြောချင်ပါတယ်။ဦးစင်းကိုယ်တိုင်လည်းအဲ့ဒါဒီတစ်ခုမှမတွေးပဲနဲ့ကိုယ့်ရဲ့ယုံကြည်မှုဆိုတဲ့တရားတရားတစ်ခုကိုပဲရင်ထဲမှာနှလုံးသွင်းပြီးတော့ဒီလန်းဒီစခန်းကိုဒီနေ့ချိန်ထိဦးစင်းเนาะရရဲဝုံဝုံနဲ့မိဘကျေးဇူးဆိုင်နဲ့ရှောက်နေပါလေလို့ဦးစင်းဖြေကြားပေးနေမိကုံချုပ်ပါလေရှင်ဘုရားရဲ့ယဟန်ဘွားနဲ့မိဘကျေးဇူးကိုတဲ့ဘယ်လိုဆက်လို့ရလဲတဲ့เนาะ အဲ့တော့ယဟန်တော်တွေမှာမိဘထံကနေပြီးတော့ဟိုတောင်းလဲတောင်းကောင်းတယ်ကိုကိုတိုင်လည်းပဲကိုမှရှိတဲ့အရာတွေကိုပေးလဲပေးကောင်းတာပေါ့နော်အဲ့တော့ဒါဝိနည်းတော်ရာဖာမှာအပြည့်မရှိဘူးပြီးတော့လည်းပဲဥစဉ်တို့တရားနဲ့လည်းပဲကျေစုဆက်လို့ရတာပေါ့နော်အဲ့တော့ကိုတင်ကြားထားတဲ့အဲတရားစာတွေကိုမိဘတွေကိုပြန်လဲပြီးတော့ဟောပေါ်ညွန်ပြဆုဆုံးမမယ်ဆိုလို့ရှိရင်ဒါတရားနဲ့ကျေစုဆက်ရရောက်တာပေါ့နော်အဲသရာတရားမရှိတဲ့မိဘကိုသရာတရားရှိလောက်အောင်ယဟန်တော်တွေမှာ ဟောပြောပြတာကိုခွင့်နိုင်နေအများကြီးရှိတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုတော်တိုင်လည်းပဲမေတော်မိနတ်သားကိုတာဝန်သားနဲ့ပြည့်တက်ပြီးတော့ဝိဓမာတရားတွေဟောပြီးတော့ယေရှုဆက်ခဲ့တာရှိတယ်ဥစဉ်တော့ရှင်သာယိဗုဒ္ဓရာဆိုလို့ရှိရင်လည်းပဲသူ့ရဲ့မေတော်ပုံနေမကြီးကိုအဲနောက်ဆုံးပြိနိဗ္ဗာန်ပြုကံညီလေးမှာပဲအဲတရားနဲ့ယေရှုဆက်သွားတာ၄ဦးဇင်းတို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ယေဟန်တော်ဒီမှာမိဘယေရှုဆက်ဖို့အတွက်ခွင့်နှံနေအများကြီးရှိပါတယ်เนาะ မောဗီဒီယိုလေးကိုဆုံးထိလက်ပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုရမှာဆိုလို့ရှင်တော့ဒီအမမိဘကိုတော်တော်လေးမှတိတက်တယ်ပေါ့နော်။မိဘမို့တိတက်တဲ့တာသမီကဘယ်တော့မှမစင်းရဲပေါ့နော်။လူမချမ်းသာရင်တော့စိတ်ချမ်းသာနဲ့နေရရပေါ့နော်။ကြည့်တဲ့အမျိုးလေးဘဟုတရတဲ့ရမယ်လို့မျှော်လင့်ပါတယ်ရှင်။မောဗီဒီယိုလေးကိုဆုံးထိလက်ပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးစရီတဲ့နေဘဟုတရကြတဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတိဆက်ပြသွားမှာမို့ channel လေးကို like နဲ့ subscribe နဲ့တော့ပို့တော့စပါရှင်။နောက်ထပ်ဗီဒီယိုမှပြန်ဆုံမယ်နော်။တာတာ။